မင်္ဂလာပါဗျကျွန်တော်ကတော့ CSC နီးပညာတွေကိုမျှဝေပေးနေတဲ့ဥဆုံးအောင်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေသွားမယ့်အပိုင်းကတော့ CSC ကွန်ကရစ်ဘလောက်တုံးနေလောင်းယူရတဲ့နေရာမှာပထမအပိုင်းနေမှာဆိုရင်ကျွန်တော်ကဟိုပါပေါ့နော်ဓာတ်ရိုက်သုံးလောင်းလို့ရတဲ့စနစ်ဟိုဘက်ထရီမိုစနစ်နောက်တစ်ခုကအဲ့ဘက်ထရီမိုတွေအကြောင်းတွေကိုရှင်းပြတယ်နောက်တစ်ခုက ဟလာမူရီမှာဆိုရင်ဘလို့အသုံးပြုရမယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်ရှင်းပြခဲ့တယ်အခုဒီနေ့ပြောပြမယ့်အပိုင်းမှာဆိုလို့ရှိရင်နောက်စနစ်တစ်မျိုးဖြစ်တဲ့ကုဘတုံအကြီးကြီးလောင်းပြီးတော့လွှတ်နဲ့ပြီးတဲ့စနစ်ပေါ့နော်အဲ့ဒီ style နဲ့လောင်းတဲ့စနစ်လေးတွေကိုကျွန်တော်ဖျောက်ပြီးတောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာတော့ဗျာဟိုလောင်းယူတဲ့စနစ်တွေကတော့အမျိုးမျိုးရှိတာပေါ့နော်တချို့ကလည်း သင့်သုံးတဲ့ဘက်ထရီမူလိုမျိုးအကန့်အကန့်နေလောက်ပြီးတော့လောင်းတဲ့စနစ်ကိုလည်းသုံးတယ်။တချို့ကလည်းဟိုပါပေါ့အခုပုံထဲမှာမြင်ရတဲ့အတိုင်းအဘက်ထရီမူကြတော့အကန့်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 လေးတွေကအများကြီးပဲကျွန်တော်ကန့်ထားတဲ့အတွက်ကြောင့်အံပြားတွေအများကြီးသုံးရတယ်။နောက်ပြီးတော့ဒီဟာတွေကိုပန့်ရှင်းလောက်ရတဲ့ကုန်တဲ့အချိန်ကြီးရှိတယ်။အဲ့ဒါတွေကတော့တကယ်လက်တွေ့ လုတ်တဲ့လုပ်ငန်းကြီးတွေဆိုလို့ရှိရင်ဒါအများရန်နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရတဲ့အားတွေဖြစ်ပါတယ်ကျွန်တော်ရှိမှလုပ်နေတဲ့ CSC သမားတွေတော်တော်များများကလည်းပထမရှေ့လုံးကလုတ်တဲ့အဲ့ဒါကျွန်တော်တို့ရဲ့ရှေ့ကျတဲ့ဆရာတွေရှေ့ကျတဲ့လုပ်ငန်းရှင်တွေလုတ်တဲ့နေ့စနေတွေကိုအတုခိုးပြီးတော့လည်းလုတ်တာရှိတယ်တချို့လေးတွေသူတို့ရဲ့လုပ်ငန်းတွေကိုမျှဝေပေးတာတရှိတယ်တချို့ကလည်းမမျှဝေဘူးပေါ့နော် ိုကြိုက်တဲ့စနစ်ကိုကိုယ့်ဟာကိုဖန်တီးရလည်းရှိတယ်။လူတော်တော်များများကတော့ရှေ့ရလုတဲ့အတိုင်းนี่ไลฟ์လုတ်ကြတာပေါ့เนาะကျွန်တော်တို့လည်းတော်တော်များ YouTube ပေါ်မှာလည်းကြည့်ပါတယ်။တော်တော်များများဒီ CSC ကိုလေ့လာလိုက်စားတဲ့လူတွေတော်တော်များများလည်း YouTube ထဲမှာနိုင်ငံများကတင်ထားတဲ့မိုးစနစ်တွေရဲ့လုတ်ပုံဒုံကြီးတွေရဲ့လောင်းနေစနစ်တွေရဲ့ပါဝင်တဲ့ရောစာတွေရဲ့ဘူး YouTube ပေါ်မှာလည်းတော်တော်များများလေ့လာ ကြီးလောက်ပြီးတော့ကျွန်တော်ထင်ပါတယ်တော်များများကလည်းဒီဟာကိုဝါသနာပါတဲ့အတွက်ကြောင့် CSC လောကသားတွေက YouTube ပေါ်မှာလည်းတော်များများလေ့လာကြပါတယ်အမြုပ်ဆက်တော်၎င်းအမိုးစနစ်တွေတော်၎င်းဓာတ်ရိုက်သွန်းလောင်းတွေစနစ်တော်အများကြီးလေ့လာကြပါတယ်ဒါပေမဲ့သူတို့တိုင်းပြည်မှာရှိတဲ့ material ဆိုကျွန်တော်တို့တိုင်းပြည်ကရှိတဲ့ကုန်ရမ်းတွေကမတူကြဘူးအဲ့တော့မတူကြတော့ကျွန်တော်တို့တိုင်းပြည်မှာရတဲ့အလွေရတဲ့ အဗီလမီရဲ့တဲရဲ့အမြုံစေးရဒီယာမျိုး၃မျိုးလောက်ကိုပဲပေါက်ဆက်ပြီးတော့လုပ်ကြတာများပါတယ်။အခြားအတိုင်းပြည်တွေမှာဆိုလို့ရှိရင် FLC လို့ခေါ်တဲ့ Pore C လေးတွေနဲ့လောင်းတဲ့ကွန်ကရစ်တွေရှိတယ်။ Pore C လေးရဲ့ CSC ဖုံးရင်ရိုးဆက်တဲ့ကွန်ကရစ်တွေရှိတယ်။တခြားပေါ့နော်။ဟိုရောစာတွေဖြစ်တဲ့ကောက်ရိုးတို့စပတ်ကုန်းတို့အမျိုးမျိုးပေါ့နော်။ဒီယာကိုကိုကြိုက်တဲ့စနစ်တွေနဲ့ကိုယ့်ဘာကိုလုပ်ကြတဲ့ တိုင်းပြည်တော်တော်များများမှရှိကြပါတယ်ကျွန်တော်တို့တိုင်းပြည်ပါတဲ့တချို့တွေတီထွင်တဲ့လူတွေအတုခိုးကျင်တဲ့လူတွေဖန်တီးကျင်တဲ့လူတွေတဲ့ဒါမျိုးတွေလိုက်လုကြတာရှိပါတယ်အောင်မြင်တဲ့လူတွေအောင်မြင်တော့ဗောနော်တချို့ကလည်းကိုကိုယ်တိုင်စမ်းသပ်ဖို့အတွက်လုကြတာရှိပါတယ်ဟိုကျွန်တော်တို့ CSU ကိုတော့ဟိုတုံးဆွဲတဲ့လူဒီအတွက်ကျွန်တော်တို့ကစိတ်ယုံတွေကတော်တော်များများကတုံးဆွဲတဲ့လူအကြိုက်ဗောနော်လိုက်လုကြတာလည်းရှိတယ်တချို့တွေက ကိုကိုတိုင်းကို product ဆိုကိုထုတ်တယ်သုံးဆွဲတဲ့လူတွေကိုကိုတိုင်းကိုကြစောက်ပြရတယ်ကိုတိုင်းကိုကြစီပြရတယ်ကိုတိုင်းကိုကြလုတ်ပြရတဲ့စနစ်တွေလည်းရှိပါတယ်တို့ရဲ့ကြောင့်ကျွန်တော်တို့ပုံမှာပါတဲ့အတိုင်း CNC ကိုကိတ်ဘူအနေနဲ့လောင်းယူတဲ့စနစ်ကတော့ရန်ယူရှင်ပြီးတော့လွယ်ကူပါတယ်ဒီစနစ်ကတော့ကျွန်တော်တို့စိတ်ယုံအကြီးတစ်ခုမှာဟလာ ဟိုလို factory မူလိုမျိုးအကန့်အကန့်နေမပါတော့ဘူးသူကဒီလိုမျိုးပုံမှန်မြင်ရတဲ့အတိုင်းအကန့်ကြီးတစ်ခုတည်းကိုအလုံး20လောက်ထွက်တဲ့အကန့်ကြီးတစ်ခုတည်းကိုပျော်ရည်ကိုလောင်းထက်လိုက်တယ် CSC ပျော်ရည်တွေလောင်းထက်လိုက်တယ်လောင်းထက်ပြီးတော့ဒီပျော်ရည်တွေက3နာရီနဲ့3နာရီ4နာရီ5နာရီပေါ့နော်အဲ့ကြားထဲမှာသူကနည်းနည်းလေး၆သွားတယ်၆သွားရဲဆိုတာအကြီးဘဝတွေပြီးတော့အတုံးခဲဘဝကိုဖြစ်သွားတယ် ဲ့လိုဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဘေးမှာကထားတဲ့ကာဘာတွေကိုဖြုတ်ထုတ်လိုက်တယ်။ဘေးမှာကာဘာတွေကိုဖြုတ်ထုတ်လိုက်တယ်။ဖြောက်ထုတ်လိုက်တဲ့အချိန်မှာဒီအတုံးက၃နိုင်၄နိုင်လောက်မှာအတုံးခဲဖြစ်သွားတယ်။လုံးဝကြီးတော့မမာသေးဘူး။အတုံးခဲဖြစ်သွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကလောက်သားတွေကဟိုဘက်တယောက်ဒီဘက်တယောက်ဝေကူစွာပဲလွှာနဲ့ပြီးကြတယ်။အာတချို့တွေလက်စပီးဂျိုးနဲ့ပြီးတယ်။တချို့တွေလက်လွှာနဲ့ပြီးတယ်။တချို့ လုပ်ငန်းရှင်တွေဆိုလို့ရှင်အော်တိုဆက်တွေเนี่ยလီးတယ်ဟာလာကျွန်တော်အခုဗီဒီယိုထဲမှာပြထားတဲ့အော်တိုဆက်ကြီးကတော့မြောက်ဝရီမြို့မှာရှိတဲ့လင်း CSC ဘလောက်ဆက်ယုံကဆက်ကြီးဖြစ်ပါတယ်ဒီဆက်ကြီးอ่ะဆိုလို့ရှင်သူကဒီလိုမျိုးဟိုပါဘောကံကြီးတွေတဲ့ဟိုတော့ CSC ပျော်ရည်တွေကိုလောင်းထည့်လိုက်တယ်လောင်းထည့်ပြီးတော့ဒီပျော်ရည်တွေကဒီထဲမှာ ၄နိုင်၅နိုင်ကြားမှာသူကခဲသွားတယ်ခဲသွားတဲ့အချိန်မှာဘေးရကာပါတွေကိုသူကဆွဲထုတ်လိုက်တယ်အတုံးခဲကြီးဖြစ်နေတယ်အဲ့တုံးခဲကြီးကိုလွှာစက်နဲ့ဟလာဆန့်ကျင်ဘက်ဟလာသူကကန့်လန့်ပြက်ကဲဆန့်ကျင်ဘက်ကဲသူဖြတ်တဲ့ခုံနှစ်ခုံတည်းကိုထိုးထည့်လိုက်ပြီးလို့ရှင်ကိုကြိုက်တဲ့အတိုင်းတာပေါ့နော်လေးလမဒူးဆိုရင်လေးလမဒူးရှစ်လမဒူးဆိုရှစ်လမဒူးကိုကြိုက်တဲ့ဒူးကိုသူကလွှာတွေကိုဟိုကရွှေ့ပြီးတော့ပေါ့နော်ကိုကြိုက်တဲ့ဒူးကို ဖြတ်လို့ရတယ်ဒီစနစ်ကဘာကောင်းလဲဆိုတော့တကယ်စက်ယုံထဲမှာတိမ့်နဲ့ချီပြီးတော့ထုတ်မယ်ဆိုလို့ရှင်ဒီစနစ်တွေကအရန်ကောင်းပါတယ်ညံဆန်ပါတယ်သူ့ရဲ့စက်ယုံမှာဆိုရင်ဒါမျိုးဟိုပေါက်ကြီးတွေပေါ့နော်ကန်ကြီးတွေလောင်းလိုက်ကန်ကြီးတွေအနည်းလေးသူကစပြီးတော့ကျွန်တော်တည်တဲ့အချိန်ကဆိုရင်30လောက်ရှိတယ်အခုဆိုရင်50လောက်ထိလောက်ထားတယ်ပြောရဲအဲ့တော့ဒီကန်ကြီးတစ်ခန်းမှာအဲ့ဒါအုပ်အလုံးဟို60လို့80လို့ ရမယ်ဆိုလို့ရှင်တွက်ကြည့်လို့ရပါတယ်ဒီကန်တကန်မှာ90ပဲထား10မိုးဆိုရင်900အဲဟိုကန်20ဆိုလို့ရှင်1000ကန်ကန်20ဆိုရင်1000ထွက်ပြီအဲ1000ထွက်ပြီဆိုလို့ရှင်အဲကန်9နလီ10ဆိုရင်အဲတကန်ကို90ဆိုရင်အလုံး90ဆိုလို့ရှင်နှစ်ကန်ဆိုရင်အလုံး100နှစ်ကန်ကိုအလုံး100အဲ့ဒါဟိုကန်90ဆိုရင် ငါးငါးလီ25ဆိုရင်အာငါဟွာပေါ့2500ပေါ့သူကန်ရှိရင်ရှိတယ်လို့ထွက်တယ်ပေါ့နော်ရန်ကုန်မှာရှိတဲ့၃၃လုံးအုပ်ဆက်ရုံမှာဆိုလို့ရှိရင်လေသူကအကန့်ကိုအလုံးနဲ့ဆက်ထွက်တယ်အဲ့လိုအကန့်မျိုးသူမှသူ့ရဲ့ဆက်ရုံမှာဆိုရင်အကန့်100လောက်ရှိတယ်ဆိုရင်အကန့်ကိုအလုံး20ဆို10ကန့်ဆိုရင် ကန်10ကန်လောင်းထားလို့ရှင် အလုံး200အတွက်တယ်ကန်100ဆိုရင်အလုံး2000ဟုတ်လားသူ့မှာကန်100ရှိတယ်ဆိုလို့ရှင်တနည်းကိုအလုံး2000ထွက်မယ်အဲတနည်းကိုအလုံး2000ထွက်မယ်ဆိုလို့ရှင်တလဆိုရင်3ငလီ6ဆိုရင်အလုံး6000ပေါ့နော်အဲ့လိုထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့စက်ယုံတွေကတာမန်စက်ယုံဒီဆိုလို့ရှင်အနည်းလေးတနည်းကို2000ကတွေပေါ့9000အထိလောက်ကြတာများပါတယ်အဲ့တော့ ကိုယ့်ရဲ့စက်ရုံမှာ production ကိုကိုထုတ်တဲ့နေရာမှာဟာလာကျွန်တော်ရင်းနှီးမြုပ်နှံမှုဘလောက်ကြီးတယ်လဲဆိုတာဒီလိုစက်ရုံကြီးကိုကြည့်ရင်တိလောက်ပါတယ်အဲဘီလက်မြေတအိတ်ကိုအခုခက်ကာလာပေါက်ဈေးရတော့2000 3000ရှိတယ်ဗျာအဲတကန်ကိုဘီလက်မြေတအိတ်နဲ့ပဲအတွက်ဟာလာဟိုကန်တရားဆိုလို့ရှိရင်800တနည်းကိုဘီလက်မြေ800ချုံအားနဲ့ သူ production ထုတ်နေရတော့ဘာလို့ရင်းနှီးမြှုပ်နှံမှုကဘယ်လောက်ရှိတယ်လဲဆိုတာကိုယ့်ကိုယ်တွက်ကြည့်လည်းသိနိုင်ပါတယ်သူတို့ကြောင့်ဒီလိုမျိုးဟိုတချို့တွေမေးကြတော့ဗောနဟိုဒီအမြုပ်ဆက်ကိုဝယ်လို့ရှိရင်စီစီအုပ်တွေဘယ်လောက်ထုတ်လို့ရတယ်လဲဆိုတော့မိကုန်းနေမေးကြတယ်အမြုပ်ဆက်တစ်လုံးကစီစီအုပ် ပိမ့်နဲ့ချီထုတ်လို့ရတယ်မိမိမှာမိမိဒီလိုမျိုးဟာကိတ်ကြီးနဲ့လီးရဲ့မိုးတွေအလုံးတရာရှိလို့ရှင်တရားဘိုးကိုကျွန်တော်တို့ဖြော်ရည်တွေနဲ့ဖြော်မယ်ဖြော်ရည်တွေနဲ့ပြော်မယ်ပြော်ပြီးလို့ရှင်ဒီအမြုပ်တွေမောင်းထည့်မယ်မှုရမယ်မှုပြီးတော့ရတယ်အကန်လေးကိုလောင်းမယ်ကန်လေးကိုလောင်းရင်ပြီးလည်းပြီးတော့လွှတ်ဆက်တွေနဲ့သူဖြတ်မယ်ဟလာဒီဟာဆိုခဏလေးပဲ၄နာရီကြာ၅နာရီကြာတစ်ခါကိုသူကထွက်နေတာ ဲ့တော့သူ့ရဲ့စက်ယုံမှာဆိုလို့ရှိရင်မနေ့9နိုင်10နိုင်လောက်ကနေလှုပ်လိုက်တယ်10နိုင်လောက်ဆိုရင်ဒါဖြိုတဲ့အလုပ်ပြီးသွားပြီနောက်ထပ်ပေါင်းမယ်2နိုင်3နိုင်ဆိုလို့ရှိရင်တောက်လျှောက်သူဖြတ်ပြီပေါ့နော်တောက်လျှောက်ဖြတ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 ်အဲ့တော့ဒီကိတ်မူနဲ့လှီးတဲ့စနစ်ကတာမန်စတင်ပြီးတော့လုတ်တဲ့လူအတွက်တော့နည်းနည်းလေးခက်ခဲရင်ခက်ခဲမယ်ဘာဖြစ်လို့လဲဆိုတော့ဒီပျော်ရည်တွေကို လေးနိုင်မှာ6မလားသုံးနိုင်မှာ6မလားငါးနိုင်မှာ6မလားဆိုတာမသိနိုင်ဘူးအဲ့လိုတိဖို့ကလည်းတစ်ဖြောနှစ်ဖြောမှာတိဖို့နည်းနည်းလေးခဲရင်းတော့ဗောနော်တာမန်ကတော့၄နိုင်၅နိုင်လောက်ဆိုရင်တော့6တာဗောနော်အဲ့တော့မ6ခင်မှာကျွန်တော်တို့ကလွှတ်တင်နဲ့လီးရမယ်ဖြတ်ရမယ်အပိုင်းကြီးရှိတယ်အဲ့ဒီအပိုင်းကြီးကိုကျွန်တော်တို့ကလုပ်ငန်းကျွမ်းကျင်မှာပဲဒီဟာကဖြစ်နိုင်တယ်လုပ်ငန်းကျွမ်းကျင်အောင်လည်းလုပ်ထားရမယ်အာကျွန်တော်တို့ဆိုစလုပ်တော့ဆိုလို့ရှိရင်ကိုက long ပြီးတော့ အာဟိုပါဘောရောဆက်တဲ့အချိုးတွေမမှန်အောင်မမှန်တဲ့အတွက်ကြောင့်ဟိုရှေ့ရလောင်းတဲ့အလုံးကပျော့နေတယ်နောက်ဦးလောင်းတဲ့အလုံးကနည်းနည်းလေးမှားသွားတယ်အဲ့တော့ကျွန်တော်တို့ကတော့အစင်တိုင်းပေါ်တော့1 2 3 4 5 6 7 90အစင်တိုင်းမှတ်ထားတယ်အဲ့တော့ကိုတကယ်လွှားနဲ့လှီးမယ်လေဆိုလဲဆိုတော့အတစ်ကမချောက်သေးဘူး3က6နေပြီ4ကမချောက်သေးဘူး5က6နေပြီအဲ့လိုမျိုးတွေဖြစ်တတ်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဒီလိုကိတ်မိုတွေလုတ်တော့မယ်ဆိုလို့ရှင်ဘက်ထရီမိုစနစ်နဲ့အသင့်လောင်းတဲ့စနစ်နဲ့လောင်းပါဘက်ထရီမိုစနစ်မှာ50တန်းဒီ80တန်းဒီကျွမ်းကျင်လာလို့ရှင်ကျွန်တော်တို့ဖြော်ဆက်တဲ့အချိုးတွေကျွမ်းကျင်လာလို့ရှင်ကိတ်မိုကိုလောင်းလို့ရပါပြီကိတ်မိုကတော့ဟိုတမူနဲ့တမူကိုအရောဆက်တဲ့အချိုးစားတွေညီရမယ်ထွက်လာတဲ့တိတ်သီးစားတွေလည်းညီရမယ်ဥမာကျွန်တော်တို့ပထမတစ်ခေါက်လောင်းတာ ဟိုတလီတာနဲ့ချိန်လို့ရှင်1300ခန်းရတယ်ဆိုပါစို့နောက်တအူလောင်းလို့ရှင်လည်း1300ရအောင်ပဲဟလာအဲ့လိုမရဘဲနဲ့ပထမတအူလောင်းနဲ့တိတ်တီးစား1200ကိုလိုချင်တော့1300ပါချတယ်နောက်တအူကြလို့ရှင်1100ဖြစ်သွားမယ်လို့ဟလာအမြုံထဲတာများသွားလို့900ဖြစ်သွားမယ်လို့အာ1400ဖြစ်သွားတယ်လို့တခါအမြုပ်ဆက်ကတခါစက္ကန့်လေးထပ်ပြီးရတယ်ဆိုရင်ရှင်းနေနောက်နဲ့ကိုမညီလို့ရှင်ဒီလိုကိတ်မူပြီးလောက်ရတာ ခက်ခဲပါတယ်ကျွမ်းကျင်တဲ့အချိန်ရောက်မှဒီလိုကိတ်မိုးတွေကိုလုံကြပါလို့အကြံပြုပါတယ်တချို့ဆက်ယုံနေရလူတွေဆိုရင်တော်တော်များများကျွမ်းကျင်သွားပြီနော်သူတို့ရဲ့လုပ်သားတွေကလည်းလိကျင်သားဝသွားရင်တော့ဒါဒီစနစ်ကိုတုံးလို့ရပါတယ်ဟိုအခုကျွန်တော်ဗီဒီယိုထဲမှာပြထားတဲ့ဆက်ယုံနေရဆိုလို့ရှိရင်ကျွန်တော်ကိုသူတို့ကဟဲ့လားသူတို့ဆက်ယုံမှာလုပ်တဲ့ production တွေကို လာကြည့်ပါကြံတဲ့လူတွေလည်းမျှဝေပါဆိုပြီးတော့သူရဲ့ခွင့်ပြုချက်တွေကျွန်တော်ကဗီဒီယိုလေးတွေရိုက်ပြီးတော့မျှဝေပေးထားတာရှိပါတယ်အဲဒါကတော့ရန်ကုန်မြို့ပေါ်မှာရှိတဲ့33လုံးအုပ်စက်ယုံရဲ့မြဝတီမြို့ပေါ်မှာရှိတဲ့လင်း CSC ဘလော့စက်ယုံနှစ်ယုံကဆိုလို့ရှိရင်သူတို့ရဲ့စက်ယုံတွေကတိတ်မိုစနစ်နဲ့ထုတ်လုပ်ရောင်းချနေတဲ့စက်ယုံတွေဖြစ်ပါတယ်မြဝတီမြို့ကစက်ယုံကလည်းတိတ်မိုလည်းထုတ်တယ်မထီမိုလည်းထုတ်တယ် ီရန်ကုန်ကစက်ရင်ကိုလည်းကိတ်မှုလည်းထုတ်တယ်ဗတိမှုလည်းထုတ်တယ်အဲ့တော့ကျွန်တော်တို့ကမီးစက်ရာစက်ရုံတွေမှာဒီစနစ်နဲ့ထုတ်နေတဲ့အားတွေကိုသွားရောက်ပြီးတော့လေ့လာလို့လည်းရတယ်ဝင်ရောက်ပြီးတော့ကြည့်ရှုလို့လည်းရတယ်ဒီစက်ရုံတွေမှာမတိတာတွေနားမနေတာတွေရှိလို့ချင်းတင်ယူလို့လည်းရပါတယ်အဲ့ဒါလေးကိုကျွန်တော်ညွှန်ပေးတာပါသူတို့စက်ရုံတွေမှာဆိုလို့ရှိရင်တနည်းတနည်းကိုအုံလုံးကြီး3000ငါနေပြီးတော့ ချို့ဆက်ယုံတွေဆို9000လောက်ဒီထွက်တယ်အချို့ဆက်ယုံတွေက9000 8000 10000ဒီထွက်တယ်အချို့ဆက်ယုံတွေဆိုရင်နှစ်ပြန်ထုတ်လို့ရှင်ဦးလီတောင်းလောက်ဒီထွက်တဲ့ဆက်ယုံတွေရှိပါတယ်အချို့ဆက်ယုံတွေကတော့ဟိုသူတို့ရဲ့လုပ်ငန်းတွေကိုမမျှဝေဘူးပေါ့เนาะသူတို့ဘာသူတို့ဟိုလုတ်ကြတာပေါ့ဘလို့ဒီဘလောက်ဒီထွက်တယ်လဲဆိုတာသူတို့ကျန်တဲ့လူတွေလည်းမမျှဝေခြင်းဘူးပေါ့เนาะဒါမျိုးထုတ်တဲ့ဆက်ယုံတွေလည်းရှိပါတယ်သူတို့ကြောင့်ကျွန်တော်တို့က CLC အုပ်လောင်းတဲ့နေရာမှာပထမဦးဆုံးအလွယ်ကူဆုံးအနေနဲ့စပြီးတော့ slant မှာကတော့ battery mode စနစ်ဖြစ်တဲ့ battery mode လေးကိုလိုက်တင်လေးလောင်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 းကျွမ်းကျင်လာဆိုရင်ဒီ game mode စနစ်ကိုပြောင်းလို့ရတယ် game mode စနစ်ကဘာကောင်းသွားလဲဆိုတော့ battery mode နဲ့ဘာအားသာလဲဆိုတော့ mode ရင်းရတဲ့ကုန်ကြစီတွေတော့တက်တာတယ် battery mode ကတော့ mode ရင်းရတဲ့ကုန်ကြစီတွေများတယ်အရင်တော့ mode တစ်ခုကို6000 9000လောက်ပဲကျတယ်ကျွန်တော်တို့လောက်တော့ဆိုအခုချိန်မှာဆိုရင်6000 9000လောက်ကျတယ် အဲဘက်ထရီမိုးစနစ်ဆိုရင်အဲ့တော့ကိတ်မိုးကအဲ့လောက်မကြဘူးကိတ်မိုးကအများဆုံးကြလို့ရင်2သိန်း3သိန်းနောက်တည်းပိုမကြဘူးအဲ့ကိတ်မိုးအလုံး20ထွက်ဆိုရင်ကိုနာလို့စက်ယုံကြီးတွေကတော့ပို့ပြီးတော့တက်တာတော့ဗောနော်အတုံးကြီးတွေ2ပီသူကအမြင့်2ပီအနံက3ပီပတ်လဲလောက်ရှိတယ်ကန်ကြီးတွေလှုပ်ပြီးတော့လောင်းတယ်ပျော်ရည်တွေကိုတုံးသွားပြီးရားရထားလမ်းနဲ့တုံးသွားပြီးတော့ဖြတ်တဲ့အဆင်တွေပေါ်မှာဘေးဘက်ကညာဘက်ကကန်လန့်ပြက်ကဲ အကျဉ်းတွေပုံကံပေါ့နော်တောင်းလိုက်ကအလျားလိုက်ကဖြတ်လိုက်တယ်အဲဆိုရင်ကျွန်တော်တို့အလိုက်တဲ့ကိုကြိုက်တဲ့၃လမတူတော့၎င်း၄လမတူတော့၎င်း၈လမတူတော့၎င်း၈ပတ်လေတွေတော့၎င်းသူကထုတ်တယ်အဲ့တော့ဒီလိုစနစ်တွေကတော့စက်ရုံတိဆောက်တဲ့ကုံကြစီတွေများသောကြီးတက်တာပါတယ်လူတို့ကြောင့်ကျွန်တော်တို့ CSC ကိုလေ့လာလိုက်စားနေတဲ့လူတွေအတွက်ဘက်ထရီမိုတော်၎င်းကိတ်မိုတော်၎င်း ိုလောင်းယူလို့တဲ့အချိုးစားဆောင်၎င်းတိရှိလူပါကကျွန်တော်ရဲ့ဖုန်းကိုဗိုက်သားတွေလက်လှမ်းပေးလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းမေးလို့လည်းရပါတယ်တခြား CSC နဲ့ပတ်သက်လို့ဟလာအမြုပ်ဆက်တော်၎င်းမှုဆက်တော်၎င်းအကြံဉာဏ်တွေတောင်းယူလို့ရပါတယ်ရောဆက်တဲ့အချိုးစားတွေကိုလည်းဒီဗီဒီယိုရဲ့နောက်ပိုင်းမှာအချိုးစားတွေအတိအကျကြည့်ထားတာဇယားွက်လေးတွေပါပါတယ်နောက်ပြီးတော့ပုံမြန်းနေဝင်ရမယ့်နေရာတွေကိုလည်းလိမ့်စာလေးတွေ ဖော်ပြထားတာရှိပါတယ်။ဥပမာဗျာကျွန်တော်တို့ CSC အုပ်ကိုနေမြို့တွေမှာတုံးကျင်ရင်လည်းနီးစပ်ရနီးစပ်ရမြို့တိုင်းမှာတော်တော်များများကြေကြေပြတ်ပြတ်ရောက်ရှိနေပါပြီ။ရန်ကုန်နဲ့မန္တလေးမှာတော့တော်တော်များများတွင်တွင်ကြေကြေလည်းတုံးနေတဲ့နေရာတွေရှိပါတယ်။မန္တလေးမှာဆိုရင်အုပ်တွေကိုလည်းတော်တော်များများတွင်တွင်ကြေကြေတုံးနေဆက်ယုံနေလည်းတော်တော်များများရှိနေပါပြီ။လိုအပ်တဲ့အကူအညီအကြံဉာဏ်တွေရှိရင် Viber ဖုန်းနံပါတ်ကိုလမ်းပြီးတော့တောင်းလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။